ခုတင်ဆက်ပေးမယ့်သတင်းကတော့ Bruno Fernandes ကိုစိုက်သိပေးပြီးခေါ်ယူဖို့အတွက် Sorry Club စီစဉ်နေတဲ့သတင်းမှဖြစ်ပါတယ်။ Sorry Club အဟီလန်ကမန်ယူအသင်းကောင်းဆောင် Bruno Fernandes ကိုမန်ယူအသင်းကတောင်းဆိုတဲ့ပြောင်းရွှေ့ခြေပါဝင်ကစားသမားလိုချင်တဲ့လစာပမာဏအထိပေးပြီးတော့ခေါ်ဖို့အတွက်စီစဉ်နေရလို့သိရပါတယ်။အသက်30ရွယ်ရှိဖြစ်တဲ့ Bruno Fernandes ဟာမန်ယူအသင်းနဲ့2029ခုနှစ်အထိစောင့်သက်တမ်းရှိသူလည်းဖြစ်ပါတယ်။ Bruno Fernandes ဟာလက်ရှိဘောလုံးရာသီမှာ မန်ယူအသင်းအတွက်16ဂိုးထိသွင်းပေးထားပြီးဂိုးဖန်တီမိုးဆက်ချက်ကြိမ်အထိပြုလုပ်ထားသူဖြစ်ပါတယ်။အဲ့ဒီလည်းဘက်ကဗန်နာရေးဆိုင်တချက်မှုတွေပြုလုပ်ခဲ့တဲ့အပြင်မန်ယူအသင်းထံကိုတရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့လည်းပြင်ဆင်နေရလို့သိရပါတယ်။မန်ယူအသင်းကကမ်းလှမ်းမှုကိုလက်ခံနိုင်ချေနေပါတဲ့အပြင်ကစားသမားဘက်ကလည်းသဘောမတူဖို့များပေမဲ့အရာသစ်ဖွယ်ကိုဒီပမာဏထိသုံးဆွဲပြီးတော့လက်တွေ့ကောင်တဲ့ဖော်နိုင်အောင်ကြိုးပမ်းဖို့အဲ့ဒီလည်းဘက်ကစီစဉ်နေရလို့သိရပါတယ်။ဒီသတင်းကိုတော့ညီချောင်းအောင်ပေးပို့လာပါဗျ။